အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တွေအားလုံးမင်္ဂလာပါ Manchester United အသင်းကလာမယ့်ရာသီမှာတချို့ခံစစ်အပြောင်းလဲတွေကိုသူတို့ပြုတ်ဖို့ပြင်ဆင်ထားတယ်သူတို့ရဲ့အဓိကရွယ်ချက်ကတော့ကွင်းလယ် position ကအဓိက position ဖြစ်တယ်ကလမလာစားများနေတဲ့ကာလိုကက်ဆမီရိုလူကစားမတွေစာချုပ်တတန်းကုံဆုံးမယ်မေဘီတခြားအပြောင်းလားတွေသူတို့တော်တော်များများလုပ်မယ်အဲလီယက်အန်ဒါဆန်တို့နောက်တစ်ဖက်က အဒမ်ဝါဒါတို့နောက်ကာလော့စ်ဘာလီပါလို့လူကစားမတွေကိုသူတို့ချင်းကန့်နေတဲ့အချိန်မှာအသင်းရဲ့ခံစစ်ပိုင်းအတွက်လည်းသူတို့တော်တော်များများ decision တွေချဖို့လုပ်တယ်။ဆိုတော့ဒီနေရာမှာကလပ်ရဲ့ဘိုးနောက်ခံလူအဖြစ်မှာဒါအဓိကနောက်ခံလူဖြစ်မတိုင်းယက်စ်ဒီလီရဲ့လန်နီယူရိုရဲ့လူရှော်ရဲ့မာဇာရာဝီရဲ့ဟာရီမကွာယာရှိတယ်။ကာလာချီယာတန်ရအမြဲရနေတဲ့လီဆန်ထရိုမာတီနက်စ်လည်းကျန်တယ်။ဒါပေမဲ့ကလပ်ဘက်ကလူရာတီမှာကျွန်တော်တို့ နောက်ခံလူလူရှော်လူကစားမမျိုးနောက်တစ်ဖက်ကဒီကက်ဆမီတို့အပါဝင်ဟာရီမကွိုင်းယားလူကစားမတွေကအသင်းကထွက်သွားနိုင်ခြေရှိတဲ့ချိန်မှာအခုမန်ချက်စတာယူနိုက်တက်ကကလပ်ရဲ့ dressing room မှာအားကိုးရမယ့် leadership တယောက်အနေနဲ့ရောအသင်းကောင်းဆောင်ဟောင်းတယောက်အနေနဲ့ရောအသင်းတွက်လိုအပ်ရင်အမြဲတမ်းအားကိုးရတဲ့ဟာရီမကွိုင်းယားကိုနောက်ထပ်တက်တန်းထပ်တိုးဖို့သူစဉ်းစားလေးရှိတယ် ဆိုတော့ The Sun Report မှာလည်းဖော်ပြထားတယ်နောက် Daily Telegraph မှာလည်းဖော်ပြတဲ့ report ရတကယ်လို့ Manchester United က Harry Maguire ကိုတတ်တမ်းထတ်တိုးမယ်ဆိုရင်တချို့တောင်းဆိုစရာ request တွေရှိတယ်တချို့တောင်းဆိုစရာသဘောတူညီမှုအချက်တွေရှိတယ်။ဘာကြောင့်လဲဆိုတော့ Harry Maguire ကနွေရာသီမှာ contract စာချုပ်တတ်တမ်းကုန်မယ်။ဒါပေမဲ့ Manchester United အသင်းက Harry Maguire ကို အပူတစ်နှစ်ထပ်တိုးခွေထပ်တန်းတိုးပြီးတော့သူ့ကိုဆက်ထားတယ်။သူရဲ့လောက်ခလာစာကတပတ်ကို38,900 39,000ဒီပါရရှိတာဖြစ်တယ်။ဆိုတော့ Manchester United ကအခုစဉ်းစားတာကတကယ်လို့ Harry Maguire ရဲ့သူ့ရဲ့ leadership အရေးသွေးနဲ့အသင်းတွက်အရေးပါတဲ့အခြေအနေတွေကိုသူတို့နားလည်တဲ့အတွက် Maguire လို့ကစားမမျိုးတော့အသင်းမှာဆက်ရှိသင့်တယ်လို့သူတို့ယုံကြည်တယ်။ဆိုတော့တကယ်လို့များ Harry Maguire ကို Manchester United က လောကလာစာရှော့ချဖို့သဘောတူမယ်ဆိုရင်မကွာရကို United ကဒီရသည်အကုန်ပြီးတဲ့အချိန်မှာတော့တက်တန်းထတ်တော့မယ် maybe တနေ့လည်းဖြစ်နိုင်တယ်နှစ်နှစ်လည်းဖြစ်နိုင်တယ်အဲ့လိုပုံစံမျိုးနဲ့တက်တန်းထတ်တော့ဖို့ ကြိုးပမ်းမယ်အဓိကကတော့သူ့ရဲ့တပတ်3900ဆိုတဲ့လောက်ခလာစာကိုသူတော့ short ယူရမယ်ဆို maybe တသိန်းခွဲလောက်နဲ့သွားမလားပလာပေါ့ဆိုတော့ဒါကျွန်တော်အမြင်တော့လူ short တို့လူကစားမတွေ Thailand Malaysia လူကစားမတွေအတွက်ဒါလာမယ့်ရာသီဟာနောက်ဆုံးရာသီဖြစ်နိုင်သူတစ်ချိန်တည်းမှာပဲ Carlo Casemiro လို့လည်းဒီတိုင်းပဲဒီညမှာ Lisandro Martinez ကိုတော့သူတို့တောင်းတောင်းမန်းရှင်းမလုပ်ပေမဲ့ injury တွေအများကြီးတဲ့သူ့အတွက်ကော club ဘက်ကတခုခုတော့စဉ်းစားနိုင်ဖို့ရှိတယ်။ဘာကြောင့်လဲဆိုတော့ club မှာက Eden Hazard လို့ ဒါ heaven လို့ chat တိတ်လေးတွေတွက်လဲပြန်ထွက်လာမဲ့အခွင့်အရေးရှိတယ်။အဲ့နေရာမှာ Manchester United ကအရန်သဘောကျပြီးခေါ်ကြည့်နေတဲ့နောက်ခံလူတယောက်ရှိတယ်။အဲ့ဒါက Everton နောက်ခံကစားမ Jared Bradway ဒီချဒီနောက်ခံကစားမကို United ကတကယ်လဲဆက်သွယ်ခဲ့တယ်။ Everton ကိုချင်းကတ်တဲ့ဂျိုးပါနဲ့ဝေယူဖို့အချိန်ချင်းဆက်သွယ်တယ်။ဒါပေမဲ့ Everton ကပေါင်85တန်းလောက်ထိဈေးတင်လိုက်တဲ့အတွက် အဲ့ပြောင်းရွှေ့ကဘယ်တော့မှမဖြစ်လာခဲ့ဘူးဆိုတော့ Everton အသင်းရှိကနေ Manchester United အသင်းကနောက်ထပ်တစ်ကြိမ်ထပ်ပြီးကြိုးပမ်းပွဲရှိကြောင်းပေါ်ပြထားတယ် report တွေရဆိုရင်ဒါ Everton ရဲ့ဒါ England နောက်ခံလူ Jared Broadway ကို ပေါင်တန်း60လောက်နဲ့ United ကရဖို့အတွက်အခွင့်အရေးရှိတယ်။ဒါပေမဲ့ဒီအသင်းကကူလလောဆယ်မှာ Liverpool အသင်းကလည်းသူ့ကိုသဘောကျတယ်။တချို့ report တွေမှာဆို Chelsea တောင်ပါနိုင်တယ်။ဘာလို့ဆိုဘူးနောက်ခံလူဖြစ်လိုအပ်နေတဲ့အသင်းတွေ Man United ကအခု Jarrod Brownway ကိုတော့တော်တော်လေးသဘောကျပြီးတော့ဒီသားမရဲ့အခြေအနေတော့တော်တော်လေးစောင့်ကြည့်လဲရှိတယ်။ Club ကဘာလုပ်သင့်လဲဆိုတဲ့အချက်ပေါ်လေ။ဆိုတော့ ပြီး Jarrod Brawe ကျတော့အသက်လည်းငယ်တာဟုတ်အသက်လည်းငယ်တယ် maybe တန်း60လောက်ရှိနိုင်ရင်တော့မှလောက်ခလာစားတသိန်းခွဲလောက်ပဲရှိမယ်ဆိုတော့ဘာဖြစ်ဖြစ်သူတို့အတွက်ကအနာဂတ်မှာအင်္ဂလိပ်ကစားမတယောက်ထက်ရောက်မယ်အသင်းရဲ့ခံစစ်ပိုင်းအတွက်လည်းအကွယ်မှာနောက်တစ်ခုကသူက left foot center back ပြဆိုတော့ဘာပဲဖြစ်ဖြစ်အသင်းမှာလိုအပ်မယ်လို့သူတို့ယူဆပုံရတယ်ဆိုတော့ Maguire ကို လာစာ short ချပြီးတော့သဘောတူနိုင်ရင် နောက်ထပ်တရာသည်ဒါမှမဟုတ်200သည်ဆက်ထားဖို့ရှိပြီးတော့လူရှော်တို့မလာစီယာတို့ထွက်ပို့များပြီးကက်ဆမီရိုလည်းတတ်တန်းထတ်တိုးမှာမဟုတ်တဲ့အတွက်သူလည်းထွက်မှာဖြစ်ပြီးတော့တိုက်စစ်ကဂျိုရှွာဇက်စီတို့ဘာလို့လဲအပြောင်းလဲဖြစ်နိုင်နေဆိုတော့ကွင်းလေကတော့အလီယက်အန်ဒါဆန်ဆိုအခုဆိုပိုတောင်စည်းကြည့်အောင်မယ်ယူရိုပါလီကစားသွားတဲ့သူရဲ့ချီတော်တော်လေးကောင်းတဲ့အတွက်ဒီသားမကတော့မန်ချက်စတာယူနိုက်တက်အထရက်တစ်ဖြစ်နေတဲ့ကစားသမားဖြစ်ပြီးတော့စောင်းရသည်မှာသူတို့ကွင်းလေကို ော်တော်လေးအာယုံဆိုင်နေတယ်ဒါပေမဲ့ကြီးကြီးကြီးကွင်းလေတော့ခေါ်ယူဖို့ခက်တယ်အဲ့ဒါအနူရသည်မှဖြစ်လာနိုင်ပေမဲ့ Harry Maguire နောက်တရာသည်ဆက်နေပွဲရှိပြီးအနည်းဆုံးတရာသည်ကနေ200ဆက်နေပွဲရှိပြီး Jared Broadway ကို United ကအဆောင်ကြီးလေရှိတာပါအားလုံးကျေးဇူးတင်ပါတယ်